အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာနေဆက်ပြေးတော်မလဲဆိုတော့ French Defense ရဲ့ Part 2ပေါ့နော်အပိုင်း2လေးကိုဆက်လက်ပြီးတော့တင်ဆက်ပြေးတော်မှာဖြစ်ပါတယ်အဲ့တော့အပိုင်း1မကြည့်ရသေးလို့ဆင်တော့အပိုင်း1ကိုအရင်ဆုံးကြည့်ဖို့အကြံပေးပါတယ်အကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ description ထဲမှာလည်းကျွန်တော် link တွေထည့်ပေးထားမှာပေါ့နော်အဲ့ဒီကနေပြတော့ကြည့်လို့ရတယ်ပြန်တော့တစ်ခေါက်ကြတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာ playlist လေးလုပ်ပေးထားတယ်ပေါ့နော် French Defense ဆိုပြီးတော့အဲ့ဒီကနေပြတော့ကြည့်လို့ရပါတယ် ဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်တို့အဲစပြီးတော့ကြည့်လိုက်မယ်ပေါ့နော်အဖြူကနေပြီးတော့ကျွန်တော် e4 တက်တယ် e4 မှာကျွန်တော်အမေကနေပြီးတော့ e6 နဲ့တုံးပြန်တယ်အာဒီညမှာ second move side line ဒုတိယမြောက်ရှုပ်ခွက်မှာရှုပ်ရတာတွေကကျွန်တော်မနေ့ကပြပြခဲ့ပြီးပေါ့နော်အဲ့တော့ d4 ကိုကြည့်မယ်ပေါ့ d4 d4 မှာ d5 ဒီနေရာမှာကျွန်တော် part 1အပိုင်းမှာအပိုင်းတင်မှာတော့ကျွန်တော်ပြောပြထားတယ်အဖြူရနေပြီးတော့ရွှေ့ရရတဲ့ main line လေးခုရှိရယ် main move လေးခုရှိပါတယ်အာ nice night d2 ရယ် nice 3ရယ် e5 ရယ် ed5 ရယ်ပေါ့နော်အဲ့တော့ကျွန်တော်မနေ့ကတော့ part 1မှာတော့ကျွန်တော် part အာ night d2 လေးကိုပြောပြခဲ့တယ်ဒီနေ့ကတော့ကျွန်တော်ပြောပြမယ်လဲဆိုရင် e5 line လေးကိုပြောပြမယ် e5 e5 ကကြတော့ ဒါအဖြစ်ရဲ့ main move တွေကတခုဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဟို advanced variation လို့ခေါ်တယ်ပေါ့နော်။ပုံကမစားဘဲနဲ့ချော်တဲ့ခါကျတော့ဆိုရင်ကျွန်တော်အမဲကနေပြီးတော့ဘယ်လိုမျိုးသုံးမြန်ကစားလို့ရမလဲဆိုတော့ဒီနေ့ကျွန်တော်ပြပြတာမှဖြစ်ပါတယ်။အဲအဲ့ခါကျတော့ဆိုရင်ပေါ့နော်။ကျွန်တော်ဒီနေ့ထားမှာဆိုလို့ဆိုရင်အမဲကနေပြီးတော့ဘာလို့ကောက်မလဲဆိုရင်ဘယ်လို idea နဲ့ကစားရမလဲဆိုရင် C5 ဆိုပြီးတက်ကောက်မယ်။ C5 ဆိုပြီးတက်ရမယ်ဆိုတော့ C5 ရဲ့ idea ဒီဘာလို့ချင်တာလဲဆိုရင်ဒီ D4 ကပုံလေးကိုတစ်ခါတည်းနဲ့ခြေဖြတ်တာပေါ့နော်။ဒါဘိုးခြေဖြတ်တယ်။ဘိုးမှာအဖြူကပုံနှလုံးရှိရယ်။ပုံမှာမှာဒီ E5 ကပုံလေးက advanced အခြေကိုရောက်နေတယ်။အဲ့တော့အဲ့ခါကျဘာလို့ကောက်သူ့ ဲ့နောက်ကြံပုံးကိုဟိုအမေကနေပြီးတော့တိုက်ခိုက်ကြရတယ်ပေါ့နော်အ D4 အ sorry C5 တက်လိုက်တယ် C5 တက်လိုက်တဲ့ခါမှာ D4 ကိုတိုက်ထားတယ်အဲ့တော့အဖြစ်ကလည်းဒီသူ့ရဲ့ point structure မပြိုခွဲရတော့ဘာလို့လဲဆိုရင် C3 ဆိုပြီးတော့ပြန်ပြီးတော့တောင်းထားတယ်အဲတောက်လာတဲ့အခါကျတော့ကျွန်တော်အမေကနေပြီးတော့ဘယ်လိုကစားရမလဲဆိုတော့ knight c6 တခါထပ်ပြီးတော့ d4 လေးကိုတခါထပ်ပြီးတော့ pressure ပေးထားတယ်ထပ်ပေးထားတယ်ပေါ့နော်အဲ့တော့အဖြူကလည်းဘာဆက်ရှိလဲဆိုရင် knight f3 သူ့ရဲ့ကစားကောင်ကို development လုပ်တဲ့တခါလေးနဲ့ပဲဒီ d4 လေးကိုတခါထပ်ပြီးတော့အဲကာကွယ်ပေးထားတယ်ပေါ့ ဲ့မှာကျွန်တော်တို့အမေရနေပြီးတော့ဘာဆက်ရှိမလဲဆိုရင် queen b6 ဆိုပြီးတော့ထက်ရှိမယ်ဟုတ်ပြီနော် queen b6 အဲ့ queen b6 ဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာဟိုအဖြူကနေပြီးတော့ဟိုရွေးချယ်စရာနှစ်ခုတော့ရှိရပါတော့ main move အနေနဲ့ဆိုလို့ဆိုရင်ကျွန်တော် a3 ရှိမယ်ပြီးရင်ကျွန်တော် bishop e2 ရှိမယ်ပေါ့ဒါ main move အနေနဲ့ဆိုလို့ဆိုရင်ပြီးရတခါတနေကြလို့ဆိုရင်တချို့တွေကတော့ဒီနေရာမှာအဲ bishop d3 ဆိုပြီးတော့ d4 ကပွန်လေးကိုပေးပြီးတော့ကစားဝါတာမျိုးလေးရှိရပါတော့အဲ့တော့ကျွန်တော်ဒီကောင်လေးတွေကိုပြောပြမယ်ပေါ့ အဲအရင်တော့ကျွန်တော် bishop d3 လေးပြပြမယ် bishop d3 ကတော့တကယ်တမ်းတော့တော်ဘာလို့လာလဲဆိုလို့ဆိုရင်အဖြူကနေပြီးတော့ဒါ trap လောက်တယ်လို့ခေါ်တယ်ပေါ့နော်အဲဆိုလို့ချင်တာသူ့ရဲ့ d pawn d4 pawn လေးကိုအဲ sacrifice လုပ်ထားတယ်ကျွေးထားတယ်ဒါကျွန်တော် french ကစားလို့ဆိုရင်တော့တိတ်ရိုတိရမယ်ပေါ့နော်ဟိုကျွေးတိုင်းကျွန်တော်သွားစားတရားမလိုဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာအကယ်၍ဟိုကြီးကြီးလိုက်ပေါ့ဗျာဒီ d4 pawn လေးကိုလက်ရှိမှာအဖြူကတိုက်ခိုက်တာဘယ်နှကောင်ရှိလဲကြည့်တာအ sorry အမဲကတိုက်ခိုက်တာဘယ်နှကောင်ရှိလဲဆိုတော့ကြည့်တာ c pawn ကတိုက်ခိုက်တာလေ knight နဲ့တိုက်ခိုက်တာ queen နဲ့တိုက်ခိုက်တာသုံးကောင်ရှိတယ်တော်ပြန်ကယ်ထားတာဒီအာကယ်ထားတာက ကကျွန်ပေါ်နိုင်ကယ်ထားတယ်နိုင်နဲ့ကယ်ထားတယ်နှစ်ကောင်းနဲ့ပဲကယ်ထားတယ်အဲ့တော့ကျွန်တော်အရေအတွက်ကကျွန်တော်တို့များတယ်ဆိုရင်ပုံမှန်အဖြစ်စားလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ထားမှာစားလို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော် CD4 စားလိုက်မယ်ဆိုရင်သူက CD4 ပြန်စားမယ်အဲ့မှာကျွန်တော် night default ထားလိုက်မယ်ဆိုလို့ရှိရင် night default ပြဆာကျွန်တော်တို့ queen နဲ့ဆားလိုက်ဆိုရင်ကျွန်တော် night account တော့ရသွားတယ်ဒါပေမဲ့ဘာဖြစ်လဲ sorry pawn တစ်လုံးတော့ရသွားတယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီနေရာမှာ a few ကနေပြီးတော့ discover attack လုပ်လိုက်လို့ရတယ် အဲ bishop b5 နဲ့ချက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ d4 က queen ကကြောက်အောင်မဖြစ်တယ်အဲ့တော့ဟိုအခုနကဟို d4 ပွန်းကိုကျွန်တော်တွတ်ဆလို့ရလားဆိုရင်မရဘူးပေါ့ဒါပေမဲ့ကစားခြင်းနဲ့ဆိုရင်တော့ဘယ်လိုမျိုးကစားလို့ရသေးလဲဆိုရင်တော့ရတော့ရစားမယ်စားပြီးမှကျွန်တော်တို့မစားဘဲနဲ့အဲ knight b4 တွေပါတွားကစားပြီးတော့ဒီ bishop ကိုလဲကစားမယ်ဆိုတော့ idea နဲ့ကစားမယ်ဆိုရင်တော့ကစားလို့တော့ရတယ်ပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာပြောရမယ်ဆိုလို့ဆိုရင်ပေါ့နော် ဟိုဒီ French ရဲ့ advanced variation မှာ အဖြူရဲ့ light square bishop ကတော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရတယ်။အဲ့ဒီ bishop ကိုလဲကစားနိုင်တယ်ဆိုရင်မစိုးဘူး။ပြီးတော့နောက်တစ်ခုကကျတော့အမဲရဲ့ဒီ dash square light square bishop လေးကတော့ဒီပွန်ချင်းနေအောက်မှာပိတ်မိနေရပေါ့။ဒါတို့တော့ဟိုအမဲအနေနဲ့တော်တော်လေးဖြည့်ရှင်းရမယ်ပေါ့။ အဲ့ဒါဖြည့်ရှင်းနိုင်တယ်ဆိုလို့ရှင်တော့အမေရနေပြီးတော့ကစားတာတော်တော်လေးအဆင်ပြေပါတယ်ဟုတ်ပြီဒါကတော့အခုကျွန်တော်ပြတာဒီ6ကွက်မြောက်မှာအဖြူကနေပြီးတော့ bishop d3 ရွှေ့ပြီးတော့ default pawn လေးကိုကျွေးလာမယ်ဆိုလို့ရှင်ကျွန်တော်ဘလို့ကစားရမလဲဆိုတော့ပြတာဖြစ်ပါတယ်ဒီမှာကစားရမှာဒီကျွန်တော် default pawn မစားရဘူးထပ်ပြီးတော့ဒီညမှာ knight b4 သွားလိုက်မယ်ဆိုရင်တော့ကစားလို့အဆင်ပြေရပါတော့နော် knight b4 ဆိုဒီ bishop ကအကြွေး c2 သွားမယ်ဆိုရင် bishop လဲပလိုက်ပေါ့ bishop e2 သွားမယ်ဆိုလို့ရှင်လည်းကျွန်တော် bishop d7 ဒီပိုင်းထုတ်ပြီးတော့ကစားခြင်းနဲ့ဆိုရင်ကစားလို့တော့ရတယ်โอเคဒါပေမဲ့ကျွန်တော် i line တော့ ဟိုအိုင်လိုင်းကတချို့ကစားလို့ဆိုရင်ဒီလိုမျိုးကစားရမယ်ဆိုတာကိုပြောတာပါဟုတ်ပြီအဲ့တော့ဟိုဘက်ရှက်ဒီ3ကတော့ main move တော့မဟုတ်ဘူးเนาะဒီ6ခွတ်မြောက်မှာ6ခွတ်မြောက်မှာ main move ကနှစ်ခုရှိရယ်အာ A3 နဲ့ဘက်ရှက် E2 နဲ့ပေါ့เนาะအဲ့ကျွန်တော်အရင်ဆုံး A3 ဆိုပြီးတော့တက်လိုက် A3 ဆိုလို့ဆိုရင်တဲ့ ကျွန်တော်ဒီနေရာမှာအမဲရနေပြီးတော့ဘယ်လိုကစားရမလဲဆိုတော့ A3 ရဲ့ idea ကတော့ဗျာပြောမယ်ဆိုလို့ရှိရင်ဒီနေရာမှာအဖြူရနေပြီးတော့ V4 ပဲတက်ချင်တယ်ဆိုတော့ idea မျိုးလည်းဖြစ်တယ်အဲဒါကျွန်တော်ရဲ့ကျွန်တော်ရဲ့ကစားပွဲတချို့မှာဆိုလို့ရှိရင်ဒါအဖြူရနေပြီးတော့ B4 တက်တာတွေပဲကြုံမှုတယ်ပေါ့နော်ဒီလိုပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီနေရာမှာဟိုအမဲရနေပြီးတော့ကျွန်တော်ဘယ်လိုကစားရမလဲဆိုရင် C4 ဆိုပြီးကစားလိုက်ရမှာဖြစ်တယ် C4 တည်တာလုံးဝအဲ close လုပ်လိုက်တယ်စန္ဒာကြီးကိုလုံးဝ close လုပ်ရပိတ်ချလိုက်တယ်အဲပိတ်ချလိုက်ပြီးတဲ့အခါမှာဒီ B3 square လေးမှာဟို ကစားကောင်တွေကိုထားပြီးတော့ B3 square လေးကိုနင်းပြီးတော့အမဲရနေပြီးတော့ကစားရမှာဖြစ်တယ်။အဲကြောင့်ဘယ်လိုမျိုးကစားရမလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြမယ်။အဲ Knight B2 ထွေးမယ်ဆိုလို့ရှိရင်အမဲရနေပြီးတော့ Knight A5 လေးခုံထားမယ်။အာဒီ B3 square လေးကို target ထားရတယ်ပေါ့နော်။အဲမှာဆက် Bishop E2 ဆိုလို့ရှိရင်ကျွန်တော် Bishop D7 development လုပ်မယ်။ပြီးရင်တော့ Castle လုပ်မယ်ဆိုရင်ကျွန်တော် Knight E7 လေးပဲပြင်သွားမယ်။ အဲ့မှာသူက rugby 1တွေပါလာမယ်ဆိုလို့ဆိုရင် rugby 1 idea တွေ b4 တွေပါတက်မယ်ဒါမှ b3 တွေတက်မယ်အဲ့လိုမျိုးလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာအရင်ဆုံးဘာပဲလုပ်ရမလဲဆိုရင်အဲ greasy 7တွေရှောင်ထားမယ်ပေါ့နော် greasy 7ရှောင်ပြီးနောက်မှာအမဲ idea တွေပါလို့ဆင်လာလို့ဆိုရင်အာ night b3 တွေလည်းနောက်ကြရတော့မယ်အဓိကတော့ night c8 လာမယ်ပြီး night b6 လာမယ်ပြီးလို့ဆိုရင်ကျွန်တော် night b3 တွေသွားမယ် bishop a4 တွေလာမယ်အဲစသဖြင့်ဒါမျိုးလေးပေါ့နော်ဒီလိုပုံစံလေးနဲ့ကစားမယ်ဒီ b3 square လေးကိုနင်းထားမယ်ပေါ့ အဲ့တော့အကယ်၍များပါဗျာကျွန်တော်ဒီလိုမျိုးထပ်ကြည့်မယ်ဆိုရင်နည်းနည်းထပ်ကြည့်မယ်ဆိုရင်ကျွန်တော် rookie 1လာမယ်ဆိုရင်ကျွန်တော် night c8 လာမယ်ဟုတ်ကဲ့ကျွန်တော် night front သွားမယ်ဆိုရင်ကျွန်တော် night b6 လာမယ်အဲ့အဲ့မှာကျွန်တော်တို့အမဲ idea သည်ဘယ်လိုမျိုး idea နဲ့ဆက်ကစားလို့ရလဲဆိုကျွန်တော်တို့နောက်လက်ကျရင်ကျွန်တော် bishop a4 သွားလို့ရတယ်ပြီးသွားစရင်ကျွန်တော်တို့ နိုင်ပြီ3ဒီပါတွားလို့ရပြီအဲ့မှာမှာဗျဘစ်ရှော့က A4 ဒီပါညာပြီးသွားလို့တကယ်ဘစ်ရှော့လမ်းကြောင်းကြီးကကောင်းသွားပြီဆိုတော့ဒီလိုလိုဝင်လို့ရတယ်ဆိုရင်ဘစ်ရှော့က G6 ဒီပါပြန်ထားလို့ရတယ်အဲ့လိုမျိုးဘစ်ရှော့ G6 ဒီပါပြန်ရောက်လာပြီဆိုတော့ဆိုရင်အဲဒါဒီကျွန်တော်တို့ရဲ့ဒီပုံချင်းအောက်မှာပိတ်မိနေတဲ့ဘစ်ရှော့ကတော်တော်လေးကိုအဆင်ပြေသွားတယ်လို့ပြောလို့ရတယ်တော်တော်လေးလည်း active ဖြစ်တဲ့ဘစ်ရှော့တကောင်ဖြစ်လာမယ်ပေါ့အဲဒါကဘစ်ရှော့က C2 ဒီပါတွေဝင်ခွင့်ရခဲ့မယ်ဆိုလို့ပြောတာပေါ့နော်အကဲဝင်ခွင့်မရဘူးဆိုလို့ဆိုရင်ဘစ်ရှော့က A4 မှာနေမယ်ပြီးတော့ Knight B3 မှာနေမယ်အာပြီးသွားဆိုရင်ကျွန်တော်ဒီ Queen size ကြီးကိုကြတော့ဗျာကျွန်တော်စဉ်းစားကြည့်ဒီ B3 မှာကြတော့လေကျွန်တော်တို့ရဲ့ကစားက တစ်ကောင်ရှိနေမယ် A ဖုန်းကလည်းရှိနေမယ်ဆိုတော့ဒီ queen size ကိုတစ်ဖက်ကဖွင့်ဖို့ဆိုတော့ဘယ်လိုမှမလွယ်ကူဘူးပေါ့နော်အဲ့မှာမှအဲ့နောက်မှာကျွန်တော် bishop e7 နေလာမယ်ကျွန်တော် long castle လုပ်မယ် king ကို b8 ပို့မယ်ပြီးရင် f6 တွေ h6 တွေတက်ပြီးတော့ဒီ king size ကိုပြန်ပြီးတော့ချဲကစားမယ်ပေါ့နော်အဲဒီလိုမျိုးကစားမယ်ဆိုလို့ရှိရင်အမေကဒါ opinion မှာတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်အမေကဒါ equal ရတယ်ပေါ့နော်ဒီဒီအဖြူနေနဲ့လောက်ကန်ရမှာတခုကတော့ဒီ queen size ကိုသူကဘယ်လိုပြန်ပြီးတော့တိုက်ခိုက်ကမလဲဆိုတော့ဒီပြန်ပြီးတော့စဉ်းစားရမယ်ပေါ့နော်ဒါမှမဟုတ်ရင် king size ကိုပြလာတိုက်မှာလားပေါ့ ့ဘာဖြစ်ဖြစ်ဟိုဒီအနေထားကတော့အမဲအတွက်တော်တော်လေး fine နဲ့တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရပါတယ်ဒါကတော့6ကွက်မြောက်မှာအဖြူကအဒရီရှိခဲ့လို့ဆိုရင်ကျွန်တော်တို့ဒါတုံ့ပြန်လို့ရမယ်ရှုပ်ကွက်လေးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ6ကွက်မြောက်မှာကျွန်တော်ပြောပြတာနောက်ခုပြီးသွားပြီပေါ့နော်ဒီတစ်ခါကျွန်တော်နောက်ထပ်တစ်ခုထပ်ပြောပြဒီတစ်ခါကျကျွန်တော်တို့အဲ6ကွက်မြောက်မှာ bishop e2 ရှိတဲ့ line ကြီးပြောပြမယ်နော် bishop e2 ကလည်းဒါကျွန်တော်ပြောမှဆိုရင် main move ပဲအဲ bishop e2 မှာကျွန်တော်တို့ဟိုအမဲကနေပြီးတော့ ဟိုဘာပဲလောက်ရမလဲဆိုတော့ CD4 ပဲစားရမယ် CD4 မှာသူက CD4 ပြန်စားရမယ်ပေါ့နော် CD4 ပြန်စားရမယ်အဲ့ကမှကျွန်တော်တို့ဘာလောက်ရမလဲဆိုတော့ဒီမှာပေါ့နော်အိုးကျွန်တော်တို့ကအဓိကဒီ advanced radiation မှာ fresh air advanced radiation e5 တက်တဲ့ line မှာအမဲရဘယ်ဟို pressure ပေးပြီးတိုက်မှာလဲဆိုဒီ default ပုံးလေးကို pressure ပေးပြီးတိုက်မှာ အဒီနေရာမှာဟို D4 ဘုံကိုတိုက်ဖို့အတွက်နောက်ထပ် Knight တကောင်ကကျွန်တော် Knight E7 နဲ့ Knight F5 တွေတွားလို့ရတယ်ဒါပေမဲ့ဒီကောင်လေးကလည်းတွားလည်းတူဆိုတော့မဆိုးဘူးဒါပေမဲ့ဟိုကျွန်တော်ကတော့ဘယ်ဟာပို့ပြီးတော့ကြိုက်လဲဆိုရင် Knight 6ကနေတွားပြီးတော့ Knight F5 ကိုတွားလို့ရတယ်ပေါ့နော်ဥပမာပြကျွန်တော်ဒီမှာနှစ်ခုပြမယ်ပေါ့အဲ Knight E7 Knight G E7 ကတွားမယ်ဆိုရင်ဒီ D4 ကိုလာမှာကိုတွားတိရယ်ပေါ့ဗျာတိရယ်ဆိုတော့တော်ဘာလို့လဲရဆိုရင်တွားဒီမှာ Knight A3 ပြန်ပြီးတော့လာလို့ရတယ် အဲ့ဒီ3လာမယ်အဲ့မှာကျွန်တော်တို့ night fight သွားမယ်ဆိုလို့ရှိရင်သူကလည်း night seat 2လေးနဲ့ပြန်ကယ်ထားလို့ရတယ်ဒီ default phone လေးကို3កောင်3កောင်ကယ်ထားရတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့က bishop b4 နဲ့ထပ်ပြီးတော့ check မယ်ဆိုလို့ရှိရင်လည်းပဲ king က f1 သွားလို့ရတယ်အဲကာမမဟုတ်ဘူးပေါ့နော်ကလို့ရှိရင် default phone ကကြာမှာအဲ့တော့ကာမမဟုတ်ဘူးဒီလိုမျိုး king ကဖွန်သွားလို့ရပြီးအဲ့နောက်မှာအဖြူရဲ့ idea ဒီ g4 ဘာလား night ကိုမောင်းမယ်ပြီးတော့ဆင်ကျွန်တော်တို့ king က g2 လေးမှာပြန်နေပဲပေါ့ဒါဆိုလို့ရှိရင်ဒါအဖြူရဲ့အဖြူတော့ကနည်းနည်းလေးပို့ပြီးတော့အဆင်ပြေသွားတယ်ပြောလို့တော့ရတယ်အဲ့တော့ဒီ line ကိုတော့အဲ ကျွန်တော်အရင်ရောအကြံဉာဏ်တော့မပေးတော့မပေးဘူးပေါ့နော်အဲကစားချင်တယ်ဆိုရင်ဆန်းကစားလို့တော့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနားမှာဗာကြံပေးချင်တယ်ဆိုတော့ CD4 မှာကျွန်တော်တို့အဲစားပြီးနောက်မှာဗာကြံပေးလဲဆိုတော့ Night 6ဆိုပြီးတော့အကြံပေးတယ်ကြာအဲ့ဒီမှာလည်းကျွန်တော်တခုဗာပြောပြချင်တယ်ဆိုတော့ Night 6ရွှေတာတော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာဟို move order လေးမှားလို့ဆိုရင်မကောင်းတာမျိုးလေးတခုတော့ရှိရပါတော့အမဲရနေပြီးတော့တတိထားမှာတခုပေါ့ဥပမာပြကျတော့ဒီနေထားလေးမှတ်ထားလိုက်ပေါ့ဒီနေထားမှတ်ထားလိုက်ပြီဆိုလို့ဆိုရင်ဒီ any time idea လေးကျ night of 5တွေပါလာမှာပေါ့နော်အဲဒီနေထားမှာအဖြူကတော့ night bishop 8စစားမှာပဲပေါ့နော် bishop 8စစားပဲစားမှာအဲ့တော့ကျတော့ဒီမှာဆိုလို့ဆိုရင်အာကေဝီပေါ့အာတော့ bishop 8စစားမှာဆိုရင်ကျွန်တော် queen တိတ် b လို့စားမှာပေါ့နော်ဒီလိုမျိုးစားမှာဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကဒီ line ကိုပဲကျွန်တော်တို့ move order မှားလို့ဆိုရင်ဘာဖြစ်မလဲဆိုတာဒီတစ်ချက်ပြမယ်ပေါ့နော် အဲ့တော့အဲ့တော့ဒီနေရာမှာ Bishop E2 မှာတခါလေးနဲ့ပေါ့နော်အခုနောက်ကျတော့ CD4 စားရလိုက်ပြတခါလေးနဲ့ Bishop E2 မှာ CD4 မစားဘဲနဲ့9 8ရင်သွားမယ်ဆိုရင်ဘာဖြစ်မလဲဆိုရင်အဲ့ဒါမကောင်းဘူးပေါ့နော်အဲ့တော့ Bishop 8စားမယ်စားတဲ့အခါကျကျွန်တော်တို့ Queen 8 B2 သွားစားမယ်ဆိုရင်တော့ Bishop E3 လေးပြန်လာလို့ရအဲ့တော့မှကျွန်တော်တို့ Rook သွားစားမယ်ဆိုလို့ရှိရင်တော့ Queen C2 လေးလာမယ် အာကျွန်တော်တို့က CD4 ဆားမယ်ဆိုရင်အတွက်94လေးပြန်ဆားထားလိုက်လို့ရတယ်။ဒါဆိုလို့ဆိုရင်ကြာဒီနေထားကဘာဖြစ်လဲဆိုလို့ဆိုရင်နောက်လက်ကျ 9B3 နဲ့ဖမ်းလိုက်လို့ဆိုရင်ဒီ coin ကြီးကညက်ပြီးတော့ပိတ်ပြီးသွားမယ်။အဲ့မှာကျွန်တော်94တို့ပါသွားဆားမယ်ဆိုလို့ဆိုရင်လည်းသွား bishop နဲ့ပြန်ဆားထားမှာပဲ။အဲ့ဒီနေထားကလုံးဝဟိုအမဲကရှုံးနေလို့ပြောလို့ရတယ်ပေါ့နော်။အမဲကတော်တော်လေးနှိမ့်နေပေါ့။ bishop A3 တို့ပါသွားမယ်ဆိုလို့အပူပဲပေါ့နော်။ဒီနေရာမှာ bishop A3 သွားမယ်ဆိုလို့ဆိုရင်လည်းကျွန်တော် bishop B5 နဲ့ check မယ်။ king က f8 ကိုလာမယ်ဆိုလို့ဆိုရင်အာ castling လေးလုံးလိုက်လို့ရတယ်။ ဲ့မှာမှာ queen ထွက်လာမယ်ဆိုလို့ရှိရင် bishop c5 နဲ့ချလာလို့ရတယ်အဲ king g8 သွားမယ်ဆိုရင် knight d3 ထားလိုက်မယ်ဒီမှာ queen ကိုကယ်ပြီးသားဖြစ်သွားပြီပေါ့နော် knight ကအဲ့တော့တကောင်အလကား free ရပါမှာပေါ့အဖြူကနေပြီးတော့ဒါဆိုဒီနေထားကတော့အမဲရှုံးပါတယ်အဲ့တော့ဒီနေထားတွေကကျွန်တော်အဓိကပြောချင်တာကတော့အဲ6ကွက်မြောက်မှာကျွန်တော်တို့ night 6ကိုတမ်းပြီးရွှေ့လို့မရဘူးပေါ့နော်အဲ night 6 night 6ရွှေ့လို့ဆိုရင်ဒါအမဲကနည်းနည်းလေး နေနေလို့ပြောလို့ရအဲ့တော့ကျွန်တော်ဒီမှာတိထားမှာဒီအရင်ဆုံး CD4 စားရမယ် CD4 စားမယ်ဆိုရင်တော့ပြန်စားမယ်ပေါ့ဗျာပြန်စားပြီးနောက်မှာကျွန်တော်ဘယ်လိုပဲသွားမယ်ဆိုတော့ Night 8ကနေပဲသွားမယ်အဲ့မှာမှာသူတက်ကတော့ဒီနေရာမှာတော့ main move ကတော့တော့မရှိတဲ့ ace က main move ပဲပေါ့နော်ဒီနေရာမှာကျွန်တော်တို့ queen နဲ့တာဝန်ကကျွန်တော်ဒီမှာဒီနှစ်ကောင်တိုက်ထားပြီးတော့ကျွန်တော် bishop ကအရင်ကြီးထွက်လို့မရအောင်အဲအဓိကကကျွန်တော်တို့ bishop e3 လဲလာလို့မရဘူးပေါ့နော်အဲကျွန်တော်ဒီမှာဆိုရင်သူကစားမယ်ဆိုရင်ကျွန်တော်တို့က queen တိတ် b2 ပဲသွားစားမယ် အဲ့ဒီမှာမှာသူကအဲ night bd2 ထွက်မယ်ဆိုလို့ဆိုရင်ကျွန်တော် gd8 စားမယ်ပေါ့ gd8 မှာသူကကက်ဆင်းလုပ်မယ်ဆိုရင်ကျွန်တော် bishop ဒီနေရာမှာ engine ကတော့အကြံပေးရတော့94တွေပါတယ်အကြံပေးတယ်ပေါ့နော်အဲ94တွေပါတယ်သွားပြီးတော့ကစားမယ်ဆိုရင်ကစားလို့တော့ရရတယ်ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်ဘယ်ဟာပို့ကြိုက်လဲဆိုလို့ဆိုရင်တော့အဲ bishop d7 လေးပို့ကြိုက်တယ် အဲဘီရှက်ဒီဇင်ဘာသွားမယ်ဆိုလို့ရှိရင်ကကိုယ့်ရဲ့မထုတ်ကားတဲ့ကစားကောင်တကောင်ကို develop လုပ်တယ်ဘာဖြစ်ဖြစ် SNPL လို့ပြောလို့ရပါတော့အဲ့ဒီမှာမှာအကယ်၍အဖြူကနေပြီးတော့အဲ rugby 1နေပါလာမယ်ဆိုရင်ကျွန်တော် queen date 82စားမယ်သူက rugby 7စားမယ်ဆိုရင်ကျွန်တော်က rugby 8နဲ့ပြန်တိုက်လို့ရတယ်အဲ့မှာသူက queen b1 နေပါလာမယ်ဆိုရင်ကျွန်တော် queen တက် b1 အဲ rook f တက် b1 rook တက် b7 rook တက် b7 ပေါ့နော်အဲ့ဒီနေထားရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ ဟိုအမဲကတော့လက်ရှိမှာကြည့်လိုက်မယ်ဆိုရင်ပြအမဲမှာက root တွေ bishop တွေက develop မဖြစ်သေးဘူးမထုတ်ကြသေးဘူးပေါ့နော်ဒါပေမဲ့လည်းဟိုဒီနေ့ထားကအမဲမှာက pair bishop ကျန်နေရဲ့နောက်တစ်ခုကကျတော့ဟို castle လောက်ဆရာမလို့တော့ဟိုအကောင့်တွေကနဲဝါပြီပေါ့နော်အဲဒီမှာအမဲကဘယ်လိုဆက်ကစားရမလဲဆိုတော့ကျ king d8 လေးလာမယ်ဒီ root ကိုတော့လိုက်ပြီးတော့မောင်းမယ်ပေါ့နော်သူက bishop b7 လာမယ်ဆိုလဲကျွန်တော် bishop b5 လာမယ်ဆိုကျွန်တော် a6 လေးထိုးကြည့်လိုက်မယ်ပေါ့သူကစားမယ်ဆိုရင်ကျွန်တော် bishop c8 လာမယ်သူက root b6 ဆိုရင်ကျွန်တော် knight b4 လေးတွားလိုက် အဲ့တော့မှ special day CA ဆိုရင်ကျွန်တော်တို့ကင်းတဲ့စီပြဆားလိုက်အဲ့ဒီနေသားကတော့ဟို equal position တော့ပြောလို့ရတယ်ဗောနော်အဒီမှာကျွန်တော်တို့အမဲ idea တွေကျွန်တော် king c7 တွေလာမယ်ဟိုပြီးတော့ကျွန်တော် bishop e7 တွေပြီး knight c6 တွေပြီး rook b8 တွေပြန်လာတော့ကိုယ့်ရဲ့ rook ကမထုတ်ကတရားဖြစ်လို့ကြာဒီ rook ကိုပြန်ပြီးတော့ activate လုပ်ဖို့လိုတယ်အဒီဘက်မှာ h5 မှာထပ်ပေါင်းဖြစ်တယ်ဆိုရင်မဲ့ဒါပြဿနာတော့မရှိဘူးအဲ့ဒါမဲ့ဟိုအမဲကလည်းဗာပြန်လုပ်မှာဆိုရင်ဒီအဖြူရဲ့ default pawn လေးကို target ထားပြီးတော့ပြန်ပြီးတော့တိုက်ခိုက်မယ်ဗောနော်အ knight c6 တွေပါလာပြီးတော့ကစားမယ်ဗောအဲဒီလိုပုံစံကစားမယ်ဆိုလို့ရှင်ဒါအမဲကနေပြီးတော့တော်တော်လေးဒါအဆင်ပြေလို့ပြောလို့ရပါတယ် ဟုတ်ပါပြီအဲ့ဒါဆိုရင်အခုကျွန်တော်ပြောပြသွားတဲ့ line တွေအားလုံးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အခုဒီနေ့ကျွန်တော်ပြောပြသွားတာကတော့အဲ၃ခွဲမြောက်မှာအဖြူရနေပြီးတော့အဲ main move တစ်ခုဖြစ်တဲ့ e5 တက်တဲ့ခါကျရင်ဘယ်လိုမျိုးကစားလို့ရမလဲဆိုတော့ကိုပြောပြသွားဖြစ်ပါတယ်အဲ့တော့အားလုံးသဘောပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်အဲဒီ video နဲ့ပတ်သက်ပြီးတော့ဒီ line နဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိချင်တာရှိလို့ဆိုရင်လည်းကျွန်တော်ကိုအဲ comment လေးမှာမေးမြန်းခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ video ကိုအစားဆုံးလာရောက်ကြည့်ရှုအားပေးကြတဲ့တက်ဆင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ် video မှာပြန်ဆက်ပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ